ဆက်လက်မင်းများမှာမင်းများတစ်ခါမှာဟာကိုရဲ့ဒီချိန်ဒီချိန်လေးတော့ဒီလိုမျိုးနန်းနေကြီးပြတ်တန်ကြားနေပါတယ်။ဟာဒီရင်းနဲ့ဖြစ်နေတယ်တတော်ကျန်းနေပါတယ်ပန်တော်ကြီးပါလေ။အဲ့တော့ကြသွားပြီလို့ကျွန်တော်တို့ကလည်းအထင်ခဲ့တာဗျ။အမှန်တကယ်ကတော့မကြပဲနဲ့နောက်ဆုံးပြိတော့ရွှေပါရွှေပါပါပဲဗျာနော်။ကျွန်တော်တို့တိုင်းသားညီကောင်တွေမားရဲ့ဘယ်တော့တော့ဒီစစ်တပ်ကမြန်မာနေစစ်တပ်ကိုခံခဲ့ရလဲဆိုတဲ့အတွေ့အကြုံညီတို့မှာဝင်ခဲ့။အဲ့တော့ကြတေးကြတယ်ညီတို့ MPD ညီပြမိုင်ကိုသားကြည့်ပါအညာသားတွေမှန်တယ်အညာသားမလို့အညာကိုပဲတော်လန်တာမဟုတ်တိုင်းသားဘက်မှာရှိတဲ့အာနာရှင်ကတော်လန်ပြီးမှာ ဟယ်လိုချဲရမီဘပီတူညီကောင်မော်မများအားလုံးမင်္ဂလာပါ newsbe channel ကနေပြန်မကြိုဆိုလိုက်ပါတယ်2025ခုနှစ်ဧပြီလ23ရက်နေ့တနင်္လာနေ့မှာပြန်မှကျွန်တော်နောက်ဆုံးကြားသိရတဲ့တော်လန်တရင်ကောင်းများစွာရှိတာဖြစ်တဲ့အတွက်ဗီဒီယိုကိုကျွန်တော်တို့စာဆုံးကြည့်ရှုပေးကြဖို့အားလုံးဖိတ်ခေါ်လိုက်ပါတယ်ကျွန်တော်ခါတိုင်းလိုပဲအယုံဆုံးအနေနဲ့တော်လန်တရင်တို့လေးတွေကြည့်လိုက်ရအောင်နော်ပထမဆုံးတရင်တပုတ်အနေနဲ့ကတော့မန္တလေးတိုင်းညောင်ဦးမြို့နယ်မြင်းဒီကျေးရွာမှာကျေးရွာအုပ်ချုပ်ရေးမှူးနဲ့တမိတ်ဖြစ်သူတို့ပြစ်တက်ခံရပြီးတော့မှတည်ဆုံခဲ့တဲ့ဆိုတဲ့တရင်ပဲဖြစ်ပါတယ် ရွာထဲမှာဝင်ရှင်းခရရတာတော့တည်တယ်အင်ချောင်းဝင်းထဲခေါ်ထုတ်ပြီးရှင်းခရရတာလို့တည်ရတယ်။ဟိုကြီးကတော့စစ်ကောင်စီခန့်အုပ်ချုပ်မှုပဲဆိုပြမဒေတာကာကွယ်ဖွဲ့ဝင်တို့ကလည်းမြေတော်ပြောဆိုထားတာဖြစ်ပါတယ်။ဒီပြစ်ခတ်မှုကိုဘယ်လင်းနိုင်ငံဖွဲ့ကလှုပ်ဆောင်ခဲ့တယ်ဆိုတာတော့အတိမပြုတ်နိုင်သေးဘူးလို့ကျွန်တော်သိရတာပါနော်။ဆိုတော့အခုချိန်မှာတော့ဒီလိုမျိုးပြည်သူတွေပုံမှာဖိနှိပ်နိုင်ခြင်းနေတဲ့အုပ်ကြီးနဲ့သူတို့ပေါင်းပါရရာဆိုတော့တနည်းနည်းနဲ့ရှင်းပြခံရတာပြမ ပြီးသူအားလုံးကနေပြီးတော့မှထားချက်ပြီးတော့မှပေါ့နော်ဒီကောင်းတွေကိုရရနေနဲ့ပြန်ပြီးတော့မှတော်လံပုံကနေကြတာပဲဖြစ်ပါတယ်စကောင်စီတပ်ဖွဲ့ဝင်တွေအုပ်ကြီးတွေနေနဲ့အခုချိန်မှာတော့အမြင်မမရသေးဘူးဆိုတော့ပြီးသူတွေကနေပြီးတော့မှအဆုံးစွန်ဒီတိုက်ခိုက်မယ်ဆိုတာကတော့ချင်းတီပြောလို့ရနေတာဖြစ်ပါတယ်နောက်ထပ်သတင်းတပို့အနေနဲ့ကတော့ကချင်ပြည်နယ်မွန်ရင်မြို့နယ်ဟိုပင်မြို့မှာရဲစခန်းကိုဧပြီလ20ရက်ညမှာတိုက်ခိုက်ခံပြီးတော့မှနိုင်ဝက်ခန့်ချတပ်ဖွဲ့ဖြစ်ပွားခဲ့ပြီးတော့မှရဲတပ်ဖွဲ့ဝင်ချိုးတေဆုံခဲ့တယ်ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ် တနတ်တန်တွေကအမျိုးစုံအောင်ကြားရတယ်။ KIA နဲ့ PDF ကရဲစခန်းကိုလာတိုက်တယ်လို့ထင်တယ်။ဒီအထက်စခန်းဝင်စီမယ်လို့တရင်ထွက်နေတာကြားပြီးဆိုပြီးတော့မှအဲ့ဒီမြို့ခံသူကနေပြီးတော့ပြောဆိုထားတာဖြစ်ပါတယ်။ဟိုပြည်မြို့မှာရဲစခန်းအနီးနေထိုင်သူသူကနေပြီးတော့မှလည်းတိုက်ပွဲဖြစ်ပွားပြီးတော့မှစခန်းထဲမှာညင်ချသွားတာတေဆုံးမှုရှိတယ်လို့တရင်ထွက်တယ်။ထိတဲ့သူတွေကိုအပြင်ကိုမတိုက်ခိုင်းမှုလို့ကြားတယ်ဆိုပြီးတော့မှပြောဆိုထားတာပဲဖြစ်ပါတယ်။ဆိုတော့စစ်ကောင်စီနဲ့ပေါ့နော်ပတ်သက်နေသူမှန်တမရရဲခွေတွေကဆောက်လို့အခုဆိုရင်ဟိုပြည်မြို့မှာတော်တော်လေးကိုထိနာသွားတာဖြစ်ပြီးတော့မှ KNP ရဲ့ပူပေါင်းတဖို့ဝင်ရဲ့ ထိုးစစ်တွေအားဆိုတော့အဲ့ဒီမျိုးထက်အထိမကြခင်မော်ဒယ်ရောက်ရှိလာမှာပဲဖြစ်ပါတယ်။နောက်ဆုံးသတင်းတို့သူဘိုးအနေနဲ့ကတော့အမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီရဲ့ပြည်သူ့ကောက်ွယ်တပ်မတော် PDF အပါဝင်အဖွဲ့လိုက်နဲ့ဆွေးနွေးမယ်ဆိုပြီးတော့မှစစ်ကောင်စီရဲ့အမျိုးသားစီလုံးညီညွတ်ရေးနဲ့ညီညွတ်ရေးပေါ်ဆောင်မှုကော်မတီ NSPNC ဥက္ကဋ္ဌဒုတိယဘူချိုကြီးရာပြေကနေပြီးတော့မှပြောဆိုထားတာဖြစ်ပါတယ်။မိတိအဖွဲ့မဆိုဘဲအဖွဲ့ဖြစ်ဖြစ်ဆွေးနွေးမယ်ကြိုတင်သတ်မှတ်ချက်မှထားကြတဲ့လာတာလာခဲ့တကယ်လို့ရှိရင်လည်းအဲ့ဒါကိုဆက်ဆွေးနွေးမယ်။နေရာမရွေးဖို့ဆွေးနွေးဖို့တင်းရှိတယ်ဆိုပြီးတော့မှ ဲ့ဒီကောင်ကနေပြီးတော့ပြောဆွထားတာပေါ့နော်ဒီကောင်တွေကတော့အခုစင်ဆုံးလာပြီးဖြစ်တဲ့အတွက်ကြောင့်မလို့ကျတို့တော်လိုင်းတဖွဲ့ဝင်တဖွဲ့နဲ့တဖွဲ့ကြားထဲမှာတွေ့ခွေမှုတွေရှိအောင်လူမျိုးနီလန်းတွေတုံးပြီးတော့မှအရင်ခေတ်ကနီလန်းတွေနဲ့ပြန်ပြီးတော့မှတွေ့ခွေတက်ရှုတဲ့နီလန်းတွေတုံးပြလာတာပဲဖြစ်ပါတယ်ဒီကောင်တွေဘလို့နီးနေပဲစံစာပြီးတော့မှလှုပ်ဆောင်နေပါစေကျတို့တော်လိုင်းပွန်တဖွဲ့ဝင်တွေကအခုဆိုရင်ညီမချက်ခိုင်ခိုင်မာမာနဲ့ပြည်သူတွေနဲ့သူရှေ့ကိုတွားနေကြတာမလို့စစ်ကောင်စီနဲ့သူတို့ပေါ်မှလူသူစုရဲ့ပေါ့နော်နေကုန်းချိုးတော့ကျတို့တေချာပေါက်မြရမယ်ဆိုတာတော့ချင်းတေပြောလို့ရနေတာဖြစ်ပါတယ် ကျွန်တော်တို့ဒီနေ့မနေ့ပထမဆုံးအနေနဲ့ကြက်မှာကတော့တရုတ်ရဲ့ဂျာဝင်စစ်ဆပ်မှုနဲ့တူအခုဆိုရင်စစ်ကောင်ဆရာနေပြီးတော့မှသူတို့အုပ်ချုပ်ရေးဖွဲ့ဝင်တွေလာရှိုမျိုးပြန်လဲဆလုနေပြီဆိုတဲ့အကြောင်းကိုဆရာလူမျိုးကြောင်းနေပြီးတော့မှတရားရှင်းပြထားတာဖြစ်ပါတယ်။လာရှိုမျိုးနောက်ဆုံးအခြေအနေနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့ဘယ်လိုမျိုးတွေကြက်မလဲဆိုတာစာချလိုက်ရအောင်နော်။ငယ်ကြုံကြီးနှစ်ကောင်မန်ဖီမှာဆုလို့ဒုတ်ချောင်းနဲ့ကန်ဆောက်နဲ့ကန်ဆောက်ပြီးတော့နှစ်ကောင်ရမဖြစ်နဲ့နော်ဆိုပြီးတော့ချိန်တုတ်မဲ့ပုံစံမျိုးကိုတရုတ်လောက်တာကိုကြည်ရင် ကျွန်တော်အင်မတန်ရှက်နေပါဖတ်စစ်တက်ဟာလေဖတ်စစ်တက်စစ်ကောင်းဆောင်ဟာလေသူ့အကျိုးစီးပွားနဲ့စစ်နိုင်ရေးကိုရှေးရှုပ်ပြီးဘသူကြုံခံရခံရဖင်ပေးပေါင်းနေတယ်လို့ကျွန်တော်ညော်လေးအာကုန်ရှုပ်ကြည့်ရတဲ့ MNDA ဟာလေဖီအားတွေနဲ့လူဖီအားတွေနဲ့မလို့ပေးလိုက်ရပါတယ်ဆိုတော့စကားတလုံးကလွှဲရင်ကျွန်တော်တော့ဘာမှမပြောသေးပါဘူးငယ်ကြော်ကြီးနှကောင်မန်ဖီရင် ကျိန်တုတ်မဲ့အကွက်နဲ့တရုတ်ဟာလာရှုမြို့မှာယုံဆိုင်မယ်လို့သိရတယ်။အဲတော့ကာတာဆာမူဘိုဂျိုကိုကိုဦးဆိုတဲ့ကောင်လေးလာရှုမြို့ကိုလာမယ်လို့သိရပြီ။အန်ဒီရဲ့အထွေထွေတွင်းမှုနဲ့စစ်ဦးစီးချုပ်လေလာရှုကိုရှောက်နေပါလေ။အဲတော့လာရှုမှာရက်ကွက်12ခုကိုစစ်ကောင်စီကိုပြန်ပေးမယ်။အမဒီကတိုင်ဒီခရိုင်တွင်းတို့ထည့်ထားတဲ့မြို့ပေါ်မှာလဲဆက်ဆံရုံနေဖွင့်တယ် လာရှိုးနဲ့လာရှိုးကိုတရုတ်နဲ့ကလဖန်ဖိုးချက်နဲ့စက္ကဆလက်တဲ့ပြန်အပ်ပြီးတက်တွေဘလို့နေရာချမယ် MNDA စက္ကဆတရုတ်လူရှုပ်တွေနဲ့လာရှိုးမျိုးကိုဘလို့စီမံအုပ်ချုပ်မလဲဆိုတဲ့အတန်တွေနဲ့အတူအင်မတန်ရှုပ်ထွေးပွေလီပြီးရှစ်လျှောက်ဗညံမတာတွေပဲဖြစ်လာတော့မှမလို့လာရှိုးမျိုးကနေအ мян ထွက်ခွာကြဖို့ပြောလိုပါတယ်ဒီကနေ့လာရှိုးမျိုးမှာလည်းစွေးချောက်အင်းတွေကိုခိုးဆိုးလူရဲမှုတွေတစ်ဆက်ဖြစ်နေပြီးဖယုတ်ဖယဲနဲ့ ဘသူအဖေခေါ်ရမှမသိတဲ့အခြေအနေမျိုးကိုပြန်ရောက်လာနေပါတယုတ်ကိုအဖေခေါ်ရမလားစစ်ကောင်စီတပ်ကိုအဖေခေါ်ရမလား MND ကိုအဖေခေါ်ရမလားလာရှုမှာဖရားတွေအများကြီးပွင့်တော့음အဲ့တော့လာရှုကိုထိန်းချုပ်စီမံကြမယ်ဆိုတဲ့လူတွေဟာအလီမူလာလိုရက်ွက်တဲမှာတောင်းကျမ်းနေကြတခိုးတမြဝဉံပြေးဖာကောင်းဖာဆွဲလူလိန်လူညစ်တွေနဲ့အခွန်ရေးသမားလူရုပ်မာတွေကြီးပဲဖြစ်နေတာကိုတွေ့ရပါတယ်နောက်တစ်ခုက ဖက်စစ်တပ်ဓမြအုပ်စုနဲ့သူ့အတွက်ကြံရင်ဘာမဆိုလုပ်တဲ့တရုတ်အကြံပေးဖြာခေါင်းတွေပါနေတဲ့လာချုံမျိုးအုပ်ချုပ်ရေးအဖွဲ့ကိုမြို့ကန်လူတို့မစ်တလိမ့်မယ်မထင်ပါဘူးတို့တော့လာချုံမျိုးကန်ဒေသခံပြည်သူလူတို့ရဲ့စစ်ဘေးကြောင့်ထွက်ပြေးရတာတွေတော်လှန်ရေးအောင်မြင်လို့ဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့ကြတာတွေကိုတော့ဘယ်သူမှစာနာနားလည်ပေးလို့ချင်းမတွေ့ရဘူးအဲ့တော့ ်ဆက်ကကြဓမြအုပ်စုတပ်တွေနေရခြားတော့ဘူးဂျာတိရဓမြမြို့ကိုကိုချုပ်မဲ့စီမံချက်တွေဟာအချိန်မြွေးစစ်ထားဖြစ်မဲ့ရန်ပုံကြီးပေါ်မှာကစားနေရတယ်လို့ပါပဲတရုတ်ကစိတ်ကူးနဲ့မကြောက်ကစားလို့ဗျာမလာကတော့စောက်ရှက်မရှိကြတော့ပါလိမ့်မယ်တရုတ်ကိုအဖေခေါ်ပြီးအကြံကုန်လို့ဂလုံစားချက်ကြုံကံပင်ပေးပေါက်နေတယ်တောင်ထိပ်မှာကြာပေါက်ရင်ပေါက်မယ်အနောက်ကနေသာထွက်ရင်ထွက်မယ်လာရှိုးအခြေအနေကတော့နောက်ထပ်တင်ရဲ့အေဂျင်စီအခြေအနေမရှိပါဘူးလို့ကျွန်တော် ပြောလို့ဒီမှာဆရာလူမြတ်ကျော်ကနေပြတော်မှာပေါ့နော်ကျွန်တော်အလုံးတည်ထားတဲ့အတိုင်းလာရှုမျိုးဟာဆိုတော့တရုတ်ရဲ့ဒီလိုမျိုးစစ်ကောင်စီကိုအကူအညီပေးမှုနဲ့သူခုဆင်အုပ်ချုပ်ရေးဖွဲ့ဝင်တွေစတင်ပြီးတော့မှပြန်လည်လည်ပတ်ဖို့ဆီလိုလိုက်ပြီဆိုတဲ့အကြောင်းကိုလည်းပြောဆိုထားတာဖြစ်တယ်ကျွန်တော်အလုံးလက်တည်ထားတဲ့အတိုင်းဒီနေ့ဟာဆိုရင်တော့ MND ရဲ့ဖွဲ့ဝင်တွေသူတို့ရဲ့အုပ်ချုပ်ရေးရန်တရားကိုပေါ့နော်ရစမ်းရမယ်ဆိုပြီးတော့မှတရုတ်ဘက်ကနေပြတော်မှာကြီးညာထားတယ်လို့တည်င်းထုတ်ပေါ်နေတာဖြစ်တယ်လို့စစ်ကောင်စီအနေနဲ့ကတော့သူတို့ လာရှုံမျိုးဝင်ချင်မှာပဲလာရှုံမျိုးမှာတော်တော်လေးကိုခိုးဆိုးလူရင်းမှုတွေနဲ့တောင်းကျမ်းသွားတယ်လို့သိရတာပဲဖြစ်ပါတယ်ဒါကလာချင်းမကောင်းတဲ့ပေါ့နော်နမိတ်တွေဖြစ်ပြတော့မှကျတို့လာရှုံမျိုးอ่ะဆိုတော့မှကြာခင်မှာတော့ပေါ့လူဆက်ဆက်ချင်းကိုင်ဘုံတို့လိုမျိုးဖြစ်တော့မယ်ဆိုတော့ချင်းတိပြောလို့ရနေတာပဲဖြစ်ပါတယ်လာရှုံမျိုးခန္တာဗီဒိုတွေနဲ့လည်းခိုးချင်းကလေးကကိုကဘယ်နေရာဒေတာကိုပြောင်းရွှေ့တယ်ဆိုတော့အတင်းတော်ဆုံးဖြစ်မလဲဆိုတော့စဉ်းစားသိနေပြီဆိုတဲ့အကြောင်းကိုလည်းကျတို့ကြားရတာပဲဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ကတော့ကျတို့ရဲ့ပေါ့နော်ဗီဒီယိုတွေချရတဲ့ မြင်းချံ black tiger အဖွဲ့ကဘူမိုက်ခဲရနေပြီတော့မှသူတို့တွေနဲ့တောင်သား data နဲ့မြေပြတ် data မခွဲခြားဘဲနဲ့ဘယ်နေရာမှာဆိုတော့ line တပုတ်ဝင်နေတဲ့အတူတိုက်ပွဲဝင်သွားမယ် super မှာပေါ့နော်ပြောဆိုထားတဲ့ဟာလေကျွန်တော်စစ်ပြီးတော့မှကြည့်လိုက်ရအောင်ညီတို့သွားခြင်းတဲ့ပုံနဲ့အဲ့ပုံနဲ့မဟုတ်ညီတို့တိုင်းသားတွေလည်းဗမာတွေလိုပဲဖြစ်ရမယ်ဗမာတွေချင်းရင်အားလုံးချင်းရမှာကြည့်ရမယ်တိုင်းသားတွေချမ်းသာရင်လည်းကျွန်တော်တို့အားလုံးချမ်းသာမယ်ကျွန်တော်တို့ကဗမာလူရှမ်းလူကရင်လူကိုကူစားပြုပါမယ်မြန်မာအားလုံးဒီစုပေါင်းနေရမယ်ပေါ့နော်ညီတို့တိုင်းပြည်တိုးတက်ရင် ပြီးမှမှာဒုတ်တက်ရင်တောင်တန်းမှာလည်းဒုတ်တက်ပြီးမှမှာကျတော့လမ်းကြီးတွေကကတရာလမ်းတွေရောပါတယ်တောင်တန်းဒေသမှာကျတော့ဆိုင်ငယ်တောင်မှချိန်စောပတ်ပြီးတော့တက်ရအစင်ဒီတို့ကဒီလိုမျိုးတွေမလို့ခြင်းဘူးပေါ့နော်အလုံးဒီတပြင်းကြီးပဲဖြစ်နေရတပြင်းကြီးပဲဖြစ်နေရနော်ဓာန်တူခွင့်ရမရလို့တနာရတယ်ဆိုတဲ့ဟာကိုခန်းစားရတာပေါ့နော်ဒီလိုပြောမှာပေါ့ဟုတ်တယ်ခင်ဗျာဟုတ်တယ်လူဆိုတာမသိခင်ကလာအတွင်းမှာတော့ညီတို့ပြောပြောရှင်းနေချင်တယ်နော်အခွင့်အရေးတစ်ခုဆိုတာရှိတယ်ဒီလူတိုင်းမှာနော်အဲ့လိုပဲလူတယောက်မှာတော့အခွင့်အရေးရှိတယ်ဆိုရင်ညီတို့ပြည်နယ်တစ်ခုမှာအခွင့်အရေးမရှိတဲ့ကရှိတဲ့နယ်လေးဒါတွေက လူတိုင်းပြည်ပြည်တော့ဘာလို့နိုင်ငံလို့သတ်မှတ်လဲအဲ့ဒါဆိုရင်ဗမာနိုင်ငံလို့ပဲပြီးပါလားဟုတ်တယ်မလားအဲ့လိုမျိုးခွင့်မပေးခြင်းဘူးအဲဒါမြန်မာဆိုတာအလုံးပါသွားပြီဒီတိုင်းသားတွေအဲ့လိုကြတော့အဲ့လိုနေသားမှဆိုအလုံးကိုတန်းလူခွင့်ပေးနိုင်ရမယ်လို့ညီတို့မြင်တယ်ဗောဒါညီတို့ဒေါ်လာကြီးမစခင်ညီတို့မြင်ခဲ့တဲ့အမြင်ဗောဒီဒေါ်လာကြီးကလာအတွင်းမှာတော့ပို့ပြီးတော့တိလာတဲ့အရာရှိတယ်အဲ့တော့ကြတော့စစ်အာဏာရှင်စနစ်ကိုပုံမုံလာတဲ့အရာရှိတယ်ပြီးရင်စစ်အာဏာရှင်လမ်းစဉ်တွေကိုသွားနေတဲ့လူတွေဆိုရင်လည်းညီတို့ကမုံတယ်အဲ့လိုမျိုးအနေထားဗောညီတို့ကဘောနောဒီနိုင်ငံမှာဗောနော စစ်အာဏာရှင်စနစ်ကိုအာဏာရှင်စနစ်ကိုအမြင့်ပြတဲ့ညီတို့တရှိနေမှာဖြစ်တယ်ညီတို့ MPD တပ်ဖွဲ့အနေနဲ့တရှိနေမှာဖြစ်တယ်အကောင်းဆုံးညီတို့ကြိုးစားတော့မှာဖြစ်တယ်အဲ့တော့ဒီတောင်နဲ့ဒီစားတွေလည်းဘောနောညီတို့ဖွံ့ဖြိုးတိုးတက်တာတွေမြင်ကျင်တယ်အညာမှာလည်းအညာရဲ့တဘာဝအညာရဲ့အလှရှိတယ်တောင်နဲ့မှာလည်းတောင်နဲ့ရဲ့တဘာဝတောင်နဲ့ရဲ့အလှရှိပါတယ်အားလုံးကဘောနောတိုးတက်အောင်လုပ်ပေးနိုင်မယ်ဆက်သွယ်ရေးတွေလုပ်ပေးနိုင်မယ်ဆိုလို့ရှိရင်အညာနဲ့တောင်နဲ့ဆိုတာဝေးတဲ့ကာလမဟုတ်ပါဘူးဝေးတဲ့အနေထားမဟုတ်ပါဘူးအဲညီတို့တွေကစီစီလုံးလုံးဖြစ်နေမှာပါโอเคအဲ့တော့ကြောင့်ညီတို့ဘောနောတောင်နဲ့ဒီစားတွေကိုလည်းလွတ်မြောက်လွတ်မြောက်စေခြင်းတယ် ူတို့ကကျွန်တော်တို့ထပ်ပို့ပြီးတော့အဖိနှိပ်ခံခဲ့ရတဲ့ဘဝတွေနော်နှစ်ပေါင်းဘလောက်တောင်ကြာခဲ့ပြီလဲညီတို့မသိဘူးဗျာဒီကြာတခုကတော့အရင်တော့ညီတို့ဘောနောကြားတိခဲ့ရတယ်ဘောတော်နန်းဒီစားတွေမှာမရိမှုဖြစ်တယ်မိရှူရယ်လူမျိုးရိုင်းနဲ့တက်ဖြတ်တာတွေရှိတယ်ဆိုတော့ညီတို့ကအကြပဲကြားခဲ့ရတာအခုအတောင်တန်းမဟုတ်ဘူးဗျာချက်သွေးကြီးကောင်းပါတယ်အင်တာနက်ကောင်းပါတယ်ဘောနောသတင်းမီဒီယာနဲ့ချိတ်ဆက်မှုမြန်ဆန်ပါတယ်ဆိုတော့အညာဒေတာမှာတော့မှဗျာမရင်းကျင်တာတွေလူတက်တာတွေတော့ရှောက်ဖြစ်ဒါဆိုညီတို့ဒါအခုတွေ့နေပြီနော်တောင်တန်းဒီစားဆိုတာညီတို့တွေးလိုက်ပြီးတွားပြီဘောနော ကျွန်တော်တို့တိုင်းသားညီကိုပေါ့နှမတွေဘယ်တော့ဒီစစ်တပ်ကမြင်းပန်းနေဆက်တာကိုခံခဲ့ရလဲဆိုတဲ့အတွေ့အကြုံညီတို့မှာဝင်ခဲ့အဲ့တော့ကြာတေချာတယ်ညီတို့ MPD ဒီမြေပြမိုင်ကိုသားပြုပါမှာပေါ့အညာသားတွေမှန်တယ်အညာသားမလို့အညာကိုပဲတော်လန်တာမဟုတ်တိုင်းသားဘက်မှာရှိတဲ့အာဏာရှင်ကိုပါတော်လန်ပြီးမှာအဲ့တော့ညီတို့တိုင်းရာပေါ့ချိန်ညှိပြီးတော့ညီတို့ကအဆုံးထိသွားမှာဖြစ်တယ်အဲ့တော့ကြာတော့ညီတို့တိုင်းသားတွေကိုလည်းချစ်တယ်အညာသူညာသားတွေကိုလည်းချစ်တယ်အားလုံးကိုညီတို့ချစ်တယ်အဲ့တော့ကြာတော့စစ်အာဏာရှင်ပြည်သူမုန်းတဲ့စစ်အာဏာရှင်ရောအာဏာရှင်ရောအားလုံးညီတို့တော်လန်တိုက်ထုတ်ပါဒါညီတို့ရဲ့ဘောနော်အဲမူဝါဒဖြစ်တယ် ဝမိုက်ခဲရတော့ပြပြတန်တန်းပေါ့နော်လူငယ်ပြပြသူ့ရဲ့စကားတွေကိုကျွန်တော်မျိုးပါပြတို့တွေတေချာလေးရှင်းပြပြတော့မှချက်ပြတော့တာပဲဖြစ်ပါတယ်ဖလာမျိုးတိန်တိုက်ပွဲမှာဆိုတော့ချင်းနေအောင်တဖို့ဝင်နေတဲ့သူကျွန်တော်ဒီ black tiger ဖွဲ့ဝင်နေပြီးတော့မှတခြားဒီ bina တွေပေါဝင်ကြတဲ့အညာတွေတက်ကတဖို့တွေများစွာပေါဝင်ခဲ့တာပြပြမှဖလာမျိုးကိုအလုံးစုံတင်ပိုက်နိုင်ခဲ့တာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဝမိုက်ခဲပြောသလိုပဲအခုဆိုရင်သူတို့အနေနဲ့ကတော့ဒီပြန်ရောတောင်းသားနေတက်မှာပါဒီ online တဖို့ဝင်နေတဲ့အဆုံးစုံဒီပေါ့နော်စစ်ကောင်စီကိုဖြိုချတဲ့ပွဲမှာ ါဝင်သွားမှာဖြစ်ပြီးတော့မှပြည်သူလူထုတွေရဲ့လွတ်လပ်ရေးမရမချင်းကျွန်တော်ဘက်ကနေပြတော့မှလည်းအစွမ်းကုန်ကြိုးစားသွားမယ်ဆိုတဲ့သဘောမျိုးကိုကျွန်တော်တွေ့ရပဲဖြစ်ပါတယ်ဒီလိုမျိုးပဲကျွန်တော်တော်လိုင်းတက်ဖို့ဝင်ရတယ်ပြတော့မှအားလုံးပေါ့နော်အချို့မှန်တဲ့ချိုးဆနေတဲ့အချိန်မှာပဲပြီးသူတွေဘက်ကနေပြုံးမှလည်းစီမပြအားမရောက်ဘဲနဲ့အဆုံးစွန်ထိခြေတက်ကြပါဆိုလို့ကျွန်တော်ပြောချင်ပါတယ်။ကဲကျွန်တော်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဘုံမရွက်ကပြောင်းကြရနေပြီးတော့မှစစ်ကောင်စီရဲ့ပန်းတော်ကြီးစခန်းကကျသွားပြီဆိုပြီးတော့မှပေါ့နော်ကိုယ်တိုင် confirm ထားတဲ့ဟာလေးကျွန်တော်တစ်ချက်လောက်နားထောင်ကြည့်လိုက်ရအောင်နော်။ ကျွန်တော်ကပန်းတော်ကြီးကြသွားပြီဆိုပြီးတော့အားလုံးကအခု online ပေါ်မှာပြောဆိုနေရရှိတယ်နော်ကြတာပဲလေနော်ဒီလိုလည်းမနေ့ကသတင်းတွေအားလုံးစုစည်းတဲ့ခါမှာကြသွားပြီ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 ဆိုတဲ့ပုံစံမျိုးတွေထီကြားနေရတဲ့ခါကျမှကျွန်တော်ကိုယ်တိုင်မှနားလည်မှုလွဲသွားတဲ့အခြေအနေမျိုးတွေရှိတယ်ရှိတဲ့ခါမှာကျွန်တော်တို့ဆက်လက်ပြီးတော့ဆွေးနွေးသုံးသပ်ပြီးတော့မြေပြင်ကိုဆက်လက်လေ့လာပါတယ်လေ့လာတဲ့အခါမှာတော့အမှန်တကယ်ကပန်းတော်ကြီးကကြသွားတာမဟုတ်ဘဲနဲ့လက်နက်ကြီးပစ်ကူမရှင်းဘူးဆိုလိုချင်တာ၃လေးလေးလက်နက်ကြီး၃လေးလေးကလည်းလက်နက်ကြီးပစ်ကူလာပေးတယ်ပေးတဲ့အခါမှာအဲအဲ့ဒီကျွန်တော်ပန်းတော်ကြီးမှာရှိနေတဲ့စစ်သေးကြတဲ့ပုံတွေကို ထူပါလေအဲထူတဲ့အခါမှာပြစ်ကွင်းမရှိတဲ့အတွက်ကြောင့်မို့လို့လက်နက်ကြီးဆိုတာမျိုးကလည်းသူ့ရဲ့ဒီအကွာဝေးကတူသေးတာ哦နော်အကွာဝေးလိုတဲ့အတွက်ကြောင့်မို့လို့လက်နက်ကြီးတက်ကနောက်ဆုတ်လိုက်တယ်နောက်ဆုတ်တဲ့ခါကျတော့ဟာကျွန်တော်ကနောက်ဆုတ်ပြီဆိုလို့ရှိရင်ဒါယသာတာမန်ကျွန်တော်တို့အမြင်ဆိုလို့ရှိရင်တော့ဒါကြသွားပြီပေါ့ကနော်အဲဒါမဲ့တော့တေချာဆန်းစစ်ကြည့်တဲ့ခါကျတော့ကြလာမှာဟုတ်ပဲနဲ့လက်နက်ကြီးတက်ကခစ်တာနောက်ဆုတ်လိုက်တယ်နောက်ဆုတ်ပြီးတော့အဲနောက်ဆုတ်တဲ့နေရာနဲ့လက်နက်ကြီးနဲ့ပြန်ပြစ်တယ်ပြစ်တဲ့ခါမှာကျွန်တော်ညမိုးချုပ်ထိတ်က လက်လက်ဒီကြံနေတအောင်အောင်ကြားနေတာကျွန်တော်ဒေတာခံကိုကျွန်တော်ဆက်လက်မေးမြန်းပါမယ်မေးမြန်းတဲ့ခါမှာဟာကိုရဲ့ဒီချိန်ဒီချိန်လေးတော့ဒီလိုမျိုးပေါ့လက်လက်ကြီးပြတ်တန်ကြားနေရတယ်တဲ့ဟာလီနေနဲ့ပြင်နေတယ်တော်တော်ကျန်းနေပါလေပန်တော်ကြီးပါလေအဲ့တော့ကြသွားပြီလို့ကျွန်တော်တို့ကလည်းအထင်ခဲ့တာဗျာအမှန်တကယ်ကတော့မကြပဲနဲ့နောက်ဆုံးပိတ်တော့ရွှေပါရွှေပါပါပဲပေါ့ဗျာနော်အဲ့ဒီစေသွေးကြတဲ့ပုံလေး AA နဲ့ဒီ PDF ချင်းအားလုံးသောပူပေါင်းတဲ့ပုံလေးဟာဆိုလို့ရှိရင်တော့အဲကြာဆုံးများဆိုတော့အင်အား100ကျော်လောက်တို့ကြာဆုံးသွားပါလားစစ်တပ်ကလုံးဝကြာဆုံးမရှိဘူးလို့ဒီအောင်ကြားသိရပါတယ်နော် ြောင်းကြီးကတော့ပျော်လိုက်ရင်တော့စစ်ကောင်စစ်ဘက်ကနေပြီးတော့မှတက်စခန်းကြတာတော့မှမကြဘူးဆိုပြီးတော့မှရွေးချယ်ချယ်တက်ဆိုးရတယ်ဆိုတဲ့ပုံစံမျိုးနဲ့ပြောဆိုထားတာဖြစ်တယ်ကျွန်တော်အားလုံးလည်းသိတဲ့အတိုင်းဒီဘောမှာရက်ွက်ရတော့သူတို့စစ်စခန်းတွေတစ်ခုပြီးတစ်ခုကြာဆုံးလာတော့မှသူတို့ဘက်ကနေပြီးတော့ပြောင်းရင်းပြီးတော့မှလုံးဝမကြသေးဘူးဆိုတဲ့ပုံစံမျိုးနဲ့အားချောင်းပြောဆိုနေတာပဲဖြစ်ပါတယ်အရင်တော့ကလည်းပြောင်းကြနေပြီးတော့မှစစ်ကောင်စီရဲ့ဒီရေးသားစခန်းတွေပြီးတော့မှမြို့တွေမှာကြာသေးဖို့ဆိုပြီးတော့မှပြောခဲ့ပြီးတဲ့နောက်ပိုင်းမှာနောက်တည့်ရက်နေ့ရက်နေတော့ကျွန်တော်ဘက်ကနေပြီးတော့မှကြာသွားပြီဆိုတဲ့သတင်းတွေအတိအပြုထုတ်ပေါ်လာတာမို့လို့ ပထမခင်မှာတော့ဒီပန်တော်ကြီးစကားနဲ့ပတ်သက်ပြီးတော့မှကျွန်တော်အသေးစိတ်သိရမယ်လို့ပြောလိုက်ရတာပဲဖြစ်ပါတယ်။ဒီပြောင်ကြီးစကားနဲ့ပတ်သက်ပြီးတော့မှကြီးစုနေကြတဲ့မြို့ပပြည်သူတွေဘက်ကနေပြီးတော့မှလည်းကိုယ့်ရဲ့မြင်လေးတွေကိုခြိုက်ပေးခဲ့ချက်ဖို့ကျွန်တော်ဒီနေ့ကနေအားလုံးတောင်းဆိုပါတယ်။ဆိုတော့ကျွန်တော်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့စကောင်စီခန့်အုပ်ကြီးထင်တဲ့အကောင်ကနေပြီးတော့မှကျွန်တော်တလိုင်းတဖို့ဝင်နေရပါတော့ရှင်းလင်းချင်းခံခဲ့ရတဲ့ဆိုတဲ့အကြောင်းကိုအသက်မတေးပဲနဲ့အခုချိန်ထိအားချောင်းပြီးတော့မှပြောဆိုထားတဲ့ဟာလေကျွန်တော်တို့စပီရမနားထောင်ကြည့်လိုက်ရအောင်နော်။အဲ့တော့ရေရေရေမုန်းပြေးရေမုန်းပြေးဆိုတော့ ကျွန်တော်ကအနာနာတစ်ခက်နဲ့တဲတဲ့ပြေးဝင်မိပြေးတတ်တယ်တဲဝရောက်တော့ကျွန်တော်လန်ထွက်သွားတယ်ပေါင်ပေါင်ပေါင်ဆိုတော့ကြစ်ကြပါခါရတယ်ဗျဓာကြီးကယ်လိုက်တာတေးသွားရမှာနော်အဲ့ဒီမှာကျွန်တော်ခေါင်းလန်ချစစ်သားပဲဗျာလောက်ရတော့ပထမချိန်လဲသွားတယ်နောက်အဲ့မီးကိုပဲကျွန်တော်စိတ်ရောက်တယ်ဘယ်နာကဘလို့လောက်တာပါလဲကျွန်တော်လည်းတေချာတော့မတွေ့ဘူးဘာမှလည်းမမြင်တော့ဘူးအဲ့မီးကကျွန်တော်ဆက်ပြေးဝင်လာ ဒုတိယအခြေကျတော့ကျွန်တော်ကက်လန်ကျော်လောက်အတွက်တော့ဒီဘက်ပေါ့ဟုတ်စိုးစုံမယ်ပြီးတော့ကြောကောင်းကနေတော့ဖောင်းဖောင်းဆိုတော့ချစ်ကိုတစ်ခါစိုက်ကြအဲ့တော့ကျွန်တော်ပြစ်လဲပါလားအဲ့ကလေးတော့ကျွန်တော်ဒါလည်းပြစ်ခံရတော့ကျွန်တော်ဒါလည်းပြန်ပြစ်တယ်အဲ့ဒါတော့ပွဲတော့ပြိုင်သွားတော့အာကျွန်တော်တော့အဲ့မှာလဲနေတော့အခုမြင်ရတာ ကြားရတက်ပြီးတော့ဆက်ရှိဖို့မရတော့ဒါတော့ခါမယ်ကျွန်တော်ဗာလေးအဲ့ဒါဟိုကညီရလက်တွဲညီရလက်တွဲပြီးတော့ကလေးတွေကတော့မလိုက်နဲ့မလိုက်နဲ့တော့မလိုက်နဲ့တော့ကလေးတွေလည်းပြန်လာပါလေကျွန်တော်သားတွေကသွေးကြီးလို့တော်ရည်ကလေးဆိုတော့တွေးကြတော့နဲတော့ကျွန်တော်ကန်ကောင်းလာတာဒီကြီးကကြီးကိုချက်နေရကျွန်တော်စီကိုဝင်ပေးသွားတာ ဒီစခွေးဝါတော့ဗောနော်ကြီကာဝဲလို့သွားနေပြတော့မှအတိမတိခဲ့ဘူးဆိုတဲ့ပုံစံမျိုးနဲ့ပြောဆိုထားတာပဲဖြစ်ပါတယ်ကျတို့တော်လိုင်းတက်ဖို့ဝင်နေရတော့စစ်ကောင်စီတက်ဖို့ဝင်နေဘယ်နေရောက်ပြီးသူတွေကိုဒီလိုမျိုးဆက်လက်ပြီးတော့မှအနိုင်ကျင့်နေမယ်ဆိုတော့ဝီလန်ရှာနိုင်တယ်ဆိုတဲ့အကြောင်းဒီကောင်တွေလာခုဆိုကောင်းကောင်းတည်သွားတာမလို့နောက်ထပ်နောက်ထပ်ဗောနော်ဒီလိုမျိုးတွေဆက်လက်ပြီးတော့မှကျွလို့နေမယ်ဆိုတော့တကယ်ကိုနောက်ဘက်ကူသွားမယ်ဆိုတဲ့အကြောင်းလဲသူကိုယ်တိုင်သိရှိသွားမှာပဲဖြစ်ပါတယ်ဒီစခွေးဝါတော့အခုချိန်ဒီအတိတ်တရားလုံးဝရှိမဲ့ပုံမပေါ်ဘဲနဲ့ ီသူတွေပေါ်မှာဆလေးရုံမှာပဲပုံရှိနေတာပြီးတော့မှကျွန်တော်မျိုးဘာပီသူတွေဘက်ကနေပြီးတော့မှလည်းဒီကောင်းနဲ့ပေါ့နော်ဂျန်နဲ့ဒီလိုမျိုးဆက်လက်ပြီးတော့မှပြီသူပေါ်နိုင်ချင်ဖို့အခြေအချနေကြတဲ့စခွေးနဲ့အိုကြီးတို့တရှိတယ်ဆိုတော့နိဆက်ရတော်လိုင်းတပ်ဖွဲ့ဝင်တွေစီမှာအများဆုံးအကြောင်းကြားတင်နေဆိုတဲ့အကြောင်းကျွန်တော်ပြောလိုပါတယ်ဆိုတော့ကျွန်တော်နောက်ဆုံးဗီဒီယိုသဘောအနေနဲ့ကိုစီရနေပြီးတော့မှမနေ့ကကျွန်တော်တို့ထိထဗီယိုဟာကုန်းစကားကို can you ပူပေါင်းတပ်ဖွဲ့ဝင်တွေကနေပြီးတော့မှအပြီးသိမ့်ပိုင်နိုင်ခဲ့တာနဲ့ပတ်သက်ပြီးတော့မှ သူ့အမြင်ကိုတေချာလေးကိုရှင်းပြပြောဆိုထားတဲ့ဟာပဲဖြစ်ပါတယ်သူဘယ်လိုမျိုးပြောထားမလဲဆိုတာကျွန်တော်စစ်ပြီးတော့မှကြည့်လိုက်ရအောင်နော်ဒါပြည်သူတွေအနေနဲ့ပြောချင်တာကပြည်သူတွေအနေနဲ့ကအခုချိန်ကြီးစိတ်သက်မကြလေးပါဘူးဒါကြောင့်မလို့ပြည်သူတွေစိတ်သက်မကြပါနဲ့တွေးအေးနေတဲ့အနေအထားတစ်ခုတော့ရှိတယ်ဒီပေါ်မှာအောက်မှာလုံနေတဲ့တိုင်းတစ်ဖက်ရဲပေါ်တယ်နော်ထောက်ပေါ်တောင်းဝန်ခံတွေအနေနဲ့ကလည်းသူတို့လည်းဒီပြည်သူတွေစိတ်အားတက်ကြွလာဖို့အတွက်သူတို့ကဟိုစီယုံကလည်းလှုံ့ဆော်ရတယ်အဲ့ဒီပေါ်မှာအခုလိုအောင်မြင်မှုတွေရလို့ရှိရင်ကျွန်တော်ကပြည်သူတွေကပို့ပြီးတော့စိတ်အားတက်ကြွမယ်ပို့ပြီးတော့ပါဝင်လာလိမ့်မယ် နောက်တစ်ခုကကျွန်တော်တို့ဒီထိုင်းမြန်မာနယ်စပ်တောက်လျှောက်နော်ထိုင်းနိုင်ငံနဲ့ဆက်ဆံရေးဟာတို့ထိုင်းမြန်မာနယ်စပ်တောက်လျှောက်ရဲ့အခြေအနေပေါ်မှာလည်းမူတည်ပါတယ်ထိုင်းမြန်မာနယ်စပ်တောက်လျှောက်အားလုံးကိုတို့တော်လိုင်းအင်အားစုတွေဘက်ကနော်နေပြည်တော်စိုးမိုးထားမယ်ဆိုရင်ထိုင်းနိုင်ငံရဲ့ထွက်လာတဲ့အတန်ဒီကျွန်တော်တနည်းတစ်ပုံပြောင်းလဲတော့မှကျင်းနေပါတယ်ဒါကြောင့်မို့ကျွန်တော်တို့တနည်းနိုင်တိုင်းကရင်ပြည်နယ်နယ်စပ်တောက်လျှောက်တွေကျွန်တော်ရင်ခါနေစင်းဖို့လေကိုကိုယ်တိုင်လုပ်ရဲဆိုတာကဖြစ်စေခြင်းတယ်ကျွန်တော်တို့ရဲ့စိတ်ထဲမှာဟိုတိုင်းဟိုပြည်နယ်ဟိုဒေသဆိုတာမရှိဘူးအဓိကကဒီတော်လိုင်းရင်းဟာ တနိုင်ကလုံးအောင်မြင်မှအောင်မဲ့တော်နိုင်ရင်ကရင်ပြည်နယ်တစ်ခုတည်းကွက်ပြီးကြံပြီးခဲ့လို့မရဘူးကရင်ပြည်နယ်တစ်ခုတည်းကွက်ပြီးတော့တော့နိုင်သွားလို့လည်းမရဘူးဘာဖြစ်လို့လဲဒီလက်ရှိကျွန်တော်တို့ရင်ဆိုင်ထားရတဲ့ရန်သူဟာတော့တနိုင်ကလုံးကိုစိုးမိုးထားတဲ့ရန်သူဖြစ်တဲ့အတွက်တနေရာမှာတို့အရင်နေသွားတော့နောက်တဲ့နေရာမှာသွားပြီးတော့အင်အားတိဆောက်ခွင့်စုဆောင်ခွင့်ရမယ်ဆိုရင်အဲ့ဒီအင်အားတွေကကျွန်တော်တို့ပြန်ပြီးထိုးစစ်ဆင်မှာဘာဖြစ်လို့လဲတောင်ပိုင်းမှာကြုံတွေ့ရတဲ့ခက်ခဲဒါအောက်ကရဲဘော်တွေကတော့တိလိုက်တယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တစ်တုံညာနှစ်ကိုစစ်စစ်ရင်းနဲ့ညောင်ပိုင်းမဟာမိတ်မြင်းအောင်တုံးဘက်ကနေဖမ်းပြီးတဲ့စစ်ပွဲတွေတုံ့ပန်းတွေပေါ့ အဲ့ဒီတုံ့ပန်းတွေကိုတုံ့ပန်းချင်းလဲတယ်လေဆိုပြီးခု MNDA တို့ TNN တို့စတဲ့ကသူတို့ပြန်ပြီးတော့ပေးတယ်အဲ့လိုပြန်ပေးတဲ့အချိန်မှာအဲ့ဒီတုံ့ပန်းတွေကိုဒီမင်းအောင်နိုင်ကဘာလုပ်လဲဆိုတော့မင်းတို့ထောင်ကျခံမှာလားပြန်တိုက်မှာလားတူတူကိုကိုဗျာထောင်ကျခံဘယ်လိုခံလဲဟုတ်တယ်ထောင်ထဲမှာတော့ဘယ်လိုမှသွားမနေဘူးနော်ပြန်တိုက်မယ်ပြောပြီးတော့အခြေခံဖွင့်တယ်အဲ့တော့အဲ့ဒီတင်းတင်းနဲ့ကိုစစ်စစ်ရင်မြောက်ပိုင်းမှာမိတ်တွေဖမ်းပြီးထားခဲ့တဲ့ရာထဲရှိတဲ့အဲ့ဒီစစ်ခွေးတုံ့ပန်းတွေကနော်ပြန်ပြီးတော့သတ်တော့မင်းကြီးအလဲလဲလုပ်ပြီးတာနဲ့စစ်ကောင်စီကခေါ်လာပြီးတော့ဒီတောင်ထဲမှာခွေးလုပ်ွက်လာလို့ အဲ့တော့အဲ့ကောင်တွေကဘာပြန်လုပ်လဲဆိုတော့ဒီတောင်ပိုင်းမှာပြန်တိုက်တယ်အဲ့တော့တောင်ပိုင်းမှာရှိတဲ့ပြန်ရင်တက်ဖွဲ့ဒီကရင်ယူအပါဝင်အခြား PDF တွေဒီတော်လိုက်အရန်စုတွေအနေနဲ့ကနော်စကန်အခုလိုမျိုးပေါ့ဒီ viewer စကန်ကောင်ကိုတိန်းတော့မယ်နော်ဒီစကန်မှာအင်အားဘယ်လောက်ရှိလဲသူတို့စကန်ကိုပေးလို့ကြာချိန်ဘယ်လောက်ကြာမလဲလေရင်ဘယ်ချိန်တော့လာနိုင်လဲကျွန်တော်တို့ဘယ်လိုပုံစံထောက်မလဲကုန်ကျစရိတ်ဘယ်လောက်ရှိမလဲစတဲ့ဖြင့်စကန်တစ်ခုတိန်းတယ်ဆိုတော့ကျွန်တော်နံပါတ်1အရေးကြီးဆုံးကကုန်ကျစရိတ်ဒီကုန်ကျစရိတ်ကိုနိုင်သားမနိုင်သားပေါ့တွက်ကတယ်ရဲပေါ့ဒီ အဲ့တော့အဲ့ဒါတွေဖတ်ထားပြီးဒီစကမ်းမှာအင်အား90ရှိတယ်။ဒီအင်အား90ကိုကျွန်တော်ဘယ်နှနိုင်ချွတ်စစ်စင်ရမယ်။ drone ဖွဲ့ပါတုံးမယ်။ drone ပရစီတုံးမယ်။ဟုတ်တယ်နော်။ပြီးလို့ရှိရင်အဲ RPG ဘယ်နှလက်တုံးမယ်။အဲ့တော့ assembly line ဘယ်နှလက်တုံးမယ်။စသဖြင့်ဒီကုံရက်စိတ်ကြီးတွေကိုတွက်ပြီးတော့စကမ်းပိတ်ဖို့ဆိုပြီးသူတို့မှဒီလိုရှိရအလူခံပြီးတော့နော်ဘောမှာနေပြောလဲခွက်ခတ်ပေါ့။ဟုတ်တယ်မလား။အဲ့လိုပြောခွက်အလူခံပြီးတော့ဒီခရက်လက်နဲ့ဖို့စုရတယ်။စုပြီးတော့ဒီစကမ်းကိုပိတ်တော့မယ်။ ဒီသူဆောင်လိုအပ်တဲ့ခရီးရလက်နဲ့ပြေးတော့မယ်အမိခါကျအဲ့ဒီခွေးလို့ပွင့်လာလို့လိုက်တဲ့အတွက်ပထမအင်အား90ရှိတဲ့စကမ်းမှာနောက်ထပ်အင်အား100လာပြီးတော့150ဖြစ်သွားတယ်။ဟော150ဖြစ်သွားတော့ကျွန်တော်တို့ကသူ့စကမ်းကိုတွားသိမ်းဖို့နေသလား။အဲ့ဒီ150ဖြစ်သွားတဲ့ဒီစစ်ခွေးတွေကဘာလုပ်လဲဆိုတော့စစ်တောင်းဖို့တော့ကိုစီပြောထားတဲ့အရာအမှားနဲ့နော်ကျွန်တော်ခုဆိုရင်တော့ဒီလိုမျိုးထိထပြီးတော့ကုန်းစကောင်းအထင်ပဲပြတဲ့အချိန်မှာပဲကျွန်တော်ဖန်စီရမိတဲ့စစ်တုံးပန်းတွေကိုတေချာလေးကိုစစ်စစ်ပြီးတော့မှချက်ချင်းမလို့ပေးပန်းတဲ့ သူတို့နဲ့ထက်တဲ့လျော့ပတ်တယ်ပေါ့နော်ပြည်တံတွေချမှတ်တင်တယ်ဆိုတော့အကြောင်းကျွန်တော်ကြားတာပဲဖြစ်ပါတယ်အရင်တော့လည်းဒီတက်တုံညာနဲ့ခွန်ဆစ်စီရင်နဲ့သူကျွန်တော်သူမချင်းလက်လက်ရဲကနေပြီးတော့မှပြန်လွတ်လိုက်တဲ့စစ်ခွေးတိုက်ကနေပြီးတော့မှစစ်ကြောင်းထိုးတာတွေလည်းရှိခဲ့ပေါ်တာမို့လို့ကျွန်တော်တောင်ပိုင်းတိုင်းအပါဝင်ကြံတဲ့နေရာတော်တော်များများကတော်လိုက်တဖို့ဝင်နေတဲ့ကတော့အခုချိန်မှာတော့စစ်တုံးပားတွေကိုတခြားတွေကိုစစ်စစ်ပြီးတော့မှပေါ့နော်လွတ်တဲ့မလွတ်တဲ့စစ်စားတင်နေပြီဆိုတဲ့အကြောင်းပြောဆိုထားတာပဲဖြစ်ပါတယ်ဘလို့ပဲပြပြစစ်ကောင်စီတဖို့ဝင်နေရနေပြီးတော့မှဒီလိုမျိုးဆက်လက်ပြီးမှ US နဲ့ UMS နဲ့ တော်လိုင်းရေးတပ်ဖွဲ့ဝင်တွေရဲ့ဂျင်မိုတို့တင်ချုံခိုင်ပြတော်မှာပြည်သူတွေအားလုံးမျှော်မှန်းနေတဲ့2025ခုနှစ်စစ်ကောင်စီအပြစ်ပြက်ဂျင်မိုနိုင်ရေးပေါ့နော်ကျတို့အောင်ပွဲတွေရရှိလာရတော့မယ်ဆိုတဲ့အကြောင်းပြောရတဲ့ကျွန်တော်ဒီနေ့မနေ့ပိုင်းဗီဒီယိုဒီနေရာမှာပဲဆုံးသတ်ချင်ပါတယ်အစားအဆုံးကြီးစုပေးကြတဲ့မြို့ပါပြည်သူများလုံးအထူးကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာကိုကြားမှချင်တဲ့ပြေဆုံးပြတော်မှာတာယာရဲ့ channel နေ့တိလေးပိုင်ဆိုင်ကြပါစေလို့ကျွန်တော်ဒီနေ့ကနေဆုမခေါင်းတောင်းပေးလိုက်ပါတယ်